င်္ဂလာပါရှင်ရှင်နေရန်ကုန်မြို့တော်တင်းဆောင်ကနေတင်ဆက်ပေးပါကတော့တဘာဝဘေးရနေဆိုင်ရာအရေးပေါ်အခြေအနေတုံ့ပြန်ခြင်းအသိပညာပေးသဏ္ဍန်ဖွံ့ဖွဲကျင်းပတဲ့တင်ဖြစ်ပါတယ် ဟော်တယ်နေခီးသွားလာရေးဝန်ကြီးဌာနရဲ့လမ်းညွှန်မှုရန်ကုန်တိုင်းဒေသကြီးဒေသဆိုင်ရာခီးသွားလုပ်ငန်းကော်မတီရဲ့ကြီးကြပ်မှုဖြင့်တဘာဝဘေးရနေဆိုင်ရာအရေးပေါ်အခြေအနေတုံ့ပြန်ခြင်းအသိပညာပေးသင်တန်းဖွံ့ဖွဲကိုဇွန်လ30ရက်နေ့နေ့ပိုင်းကခီးသွားလုပ်ငန်းဖွံ့ဖွဲတူတဲရေးဗဟုဌာန Center for Tourism Development CDD တွင်ပြုလုပ်ရာရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များဌာနဆိုင်ရာအကြီးအကဲများအသင်းအဖွဲ့များမှတာဝန်ရှိသူများနဲ့တင်နန်းသားတင်နန်းသူများတက်ရောက်ကြကြောင်းသိရပါတယ်။ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းကအမှားစကားပြောကြားရာ ကမ္ဘာပေါ်ရှိလူသားများရဲ့လူနေမှုပုံစံပြောင်းလဲခြင်းနဲ့နည်းပညာအသစ်များစံသက်တည်ထွင်လာမှုတို့ကြောင့်ရာသီဥတုပြောင်းလဲခြင်းအချိန်အခါမဟုတ်မူတည်ထန်စွာရာသွန်းခြင်း၊လေပြင်းတိုက်ခတ်ခြင်း၊လေဆင်နှောင်းတိုက်ခတ်ခြင်းနဲ့ငလင်ဘေးထက်များခံရခြင်းစတဲ့မပြောင်းမန်းနိုင်တဲ့သဘောအဘေးရန်တွေများကိုမကြာခဏဖြစ်ပွားလာတာကိုတွေ့ရှိရပါကြောင်းရန်ကုန်တိုင်းဒေသကြီးဒေသဆိုင်ရာခီးသွွားလုပ်ငန်းကော်မတီမှ ခွင့်ပြုပေးထားတဲ့ဟိုတယ်နှင့်တဲခိုရိပ်သားများရဲ့တာဝန်ရှိသူများနဲ့ဝန်ထမ်းများအတွက်တဘာဝဘီယန်နေအရေးပေါ်ဖြစ်ပွားလာပါကပြန်လည်ထုတ်ပြန်နိုင်ရေးအတွက်အရေးပေါ်အခြေအနေတုံ့ပြန်ခြင်းအသိပညာပေးသင်တန်းကိုတဘာဝဘီယန်နေဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမိသက်ဦးစီးဌာနနဲ့မြန်မာနိုင်ငံချက်ချင်းနေအသင်းတို့ရဲ့နှီးပြများမှစာတွေ့လက်တွေ့သင်ကြားပို့ချသွားမှာဖြစ်ပါကြောင်းဟိုတယ်နှင့်တဲခိုရိပ်သားလုပ်ငန်းရှင်များမန်နေဂျာများအနေဖြင့်လည်း ယခုသင်တန်းမှာပို့ချချက်များအားဝန်ထမ်းများအားလုံးသိရှိနာလဲလိုက်ပါဆောင်ရွက်နိုင်စေရည်မိမိတို့ဟိုတယ်အတွင်းစင်မွားအသိပညာပေးခြင်းများကိုဆက်လက်လှူဆောင်သွားရန်တိုက်တွန်းပြောကြားပါရစေ။ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့စီးပွားရေးအဝန်ကြီးဦးမျိုးမြောင်ကဟိုတယ်များအားငလင်အန်နီယဆိုင်ရာအသိပညာပေးပိုစတာများအားပေးရပါတယ်။အဲဒီနောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟုဌာနရှိတင်နန်းကမ်းများနဲ့ မော့အက်ရိုများအားကြည့်ရှုစစ်ဆေး၍လိုအပ်သည်များကိုမှာကြပါရယ်။တင်နန်းသူမြန်မာနိုင်ငံခီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များအသင်းနှင့်မြန်မာနိုင်ငံခီးသွားလုပ်ငန်းလူဆောင်အရေးမြတ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့မှဆရာဆရာမများဟိုတယ်နှင့်တဲခိုရိပ်သားများမှမန်နေဂျာနှင့်ကြီးကျက်သူအစဉ်ဝန်ထမ်းစုစုပေါင်း140ဦးတို့တက်ရောက်ပြီးတင်နန်းကာလမှာဇွန်လ30ရက်မှဇူလိုင်လ4ရက်အထိကြာမြင့်မှာဖြစ်ကြောင်းသိရှိရပါရယ်ရှင်။ဒီသတင်းကိုတော့ဆွဲထက်ကိုကပြပလာပါဗျ။ ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့2025ခုနှစ်တိုင်းဒေသကြီးနယ်ပြည်နယ်တိုက်ခွန်းတို့ပြိုင်ပွဲ စုချင်းမြင်ပွဲကျင်းပတဲ့တဲ့ရင်ဖြစ်ပါတယ်2025ခုနှစ်တိုင်းဒေသကြီးနယ်ပြည်နယ်တိုက်ခွန်းတို့ပြိုင်ပွဲစုချင်းမြင့်ပွဲအခမ်းအနားကိုဇွန်လ30ရက်နေ့နောက်ပိုင်းကအမျိုးသားအခစားပြိုင်ပွဲရုံတွင်သူဝနာရင်ကျင်းပကြောင်းသိရပါသည် ရွှေဦးစွာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနဲ့တာဝန်ရှိသူများက တိုင်းဒေသကြီးနဲ့ပြည်နယ်တိုက်ခွန်းတို့ပြန်ပွဲဘိုလ်လူပွဲပွဲစဉ်များရှင်ပြိုင်နေမှုကို၎င်းပြင်းဦးလွင် တိုက်ကာကလပ်မှာမောင်ကျော်သူရာကတိုက်ခွန်းတို့ကောက်ခွဲများတရုတ်ပြသမှုကို၎င်းကြည့်ရှုအားပေးပါရယ် အဲ့ဒီနောက်စုချင်းမြပွဲခန်းအနာကိုကျင်းပရာ အမျိုးသားအမျိုးသမီးတပ်မတ်ကီလိုတန်ပြန်ပွဲများတွင်ပထမဒုတိယတတိယစုများရရှိခဲ့ကြတဲ့တိုင်းဒေသကြီးနယ်ပြည်နယ်တို့မှအကစားသမားများအားတာဝန်ရှိသူများနဲ့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များကတဝူချင်းစုတစိမ့်နဲ့ဂုဏ်ပြုချင်းမြငွေများအားပေးအပ်ခဲ့ပါတယ်။အဲ့ဒီနောက်အမျိုးသမီးအကောင်အစုံအကစားသမားဆူရရှိခဲ့တဲ့ရန်ကုန်တိုင်းဒေသကြီးမှာမမေမြန်တို့ဦး အမျိုးသားအကောင်ဆုံးအကစားသမားဆုရရှိခဲ့တဲ့မန္တလေးတိုင်းဒေသကြီးမှာမောင်စောရန်ထူနဲ့အမျိုးသမီးဒဂွန်ဆိုင်စုဖလာရရှိခဲ့တဲ့ရန်ကုန်တိုင်းဒေသကြီးမှာအကစားသမားများအောင်မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌအကစားနှင့်လူငယ်ရေးအဝင်ကြီးဌာနဒုတိယဝန်ကြီးဦးထိန်လင်းကဂုံပြူချင်းမြင်ွေများနဲ့ဒဂွန်ဆိုင်စုဖလာအလကောင်း အမျိုးသားတကွန်ဆိုင်ဆွေရရှိတဲ့ရန်ကုန်တိုင်းဒေသကြီးမှအကစားသမားများနဲ့စုပေါင်းတကွန်ဆိုင်ရရှိတဲ့ရန်ကုန်တိုင်းဒေသကြီးမှအကစားသမားများအားရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကခုံပြချင်းမြင်ခွေတကွန်ဆိုင်စုဖလားများနဲ့စုပေါင်းတကွန်ဆိုင်စုဖလားအလကောင်ချင်းမြင်ပေးရကြောင်းသိရပါတယ်ဒီသတင်းကိုတော့ဇွဲထက်ကိုကပေးပို့ထားပဲဖြစ်ပါရဲ့ရှင်ထပ်မံတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း2026အာရှဖလား မျိုးသမီးခြေစစ်ပွဲစဉ်ရှင်ပြိုင်နေမှုအားကြည့်ရှုအားပေးတဲ့တင်ဖြစ်ပါတယ်။မြန်မာလေရွေးစင်အမျိုးသမီးအသင်းနဲ့တာကမင်နစ္စတန်လေရွေးစင်အမျိုးသမီးအသင်းတို့ရဲ့2026အာရှဘလအမျိုးသမီးခြေစစ်ပွဲစဉ်ကိုဇွန်လ29ရက်ညနေပိုင်းကရန်ကုန်မြို့သူဝနာဘောလုံးကွင်းမှာရှင်ပြိုင်နေမှုများကိုရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်ဦးစုသိန်းဒိုင်းဒေသကြီးအစိုးရဖွဲ့ဝင်များမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌဦးစောစောနဲ့တာဝန်ရှိသူများဘောလုံးပြည်သက်များကကြည့်ရှုအားပေးကြကြောင်းသိရပါဗျာ။ မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနဲ့တာဂမင်နစ္စတန်လက်ရွေးစင်အမျိုးသမီးအသင်းတို့ဟာပွဲပြီးဆုံးချိန်တွင်မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းမှ19ဖြင့်အနိုင်ရရှိကြောင်းသိရပါတယ်။မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းဟာ2026အာရှဘလအမျိုးသမီးခြေစစ်ပွဲစဉ်အုတ်စုစီတွင်ဘာရိန်၊ဘင်္ဂလားဒေ့ရှ်နဲ့တာဂမင်နစ္စတန်အသင်းတို့ဖြင့်ရှင်ပြိုင်ကစားရမှာဖြစ်ပြီးတော့ကြံပွဲစဉ်များဖြင့်2025ခုနှစ်ဇူလိုင်လ2ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နဲ့2025ခုနှစ်ဇူလိုင်လ9ရက်နေ့တွင်ဘာရိန်အသင်းတို့ဖြင့်အရှင်မြန်ကစားသွားမှာဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့ဆွေထက်ကိုကပေးပို့လာတာပါ။